သူ့ကိုအရင်ဥဆောင်ဆလစ်နော်လေးလောက်လိုက်မယ်နော်ဆလစ်နော်လေးလောက်ပြီးသားပြီဆိုလို့ရှိရင်ဒီမှာချိန်လေး25ကထုံးမယ်နော်ချိန်လေး25ကပြီးသားပြီဆိုလို့ရှိရင်ဒီမှာအထိုးထားတဲ့အပေါက်မဟုတ်ဘူးပေါ့နော်ဒီအထိုးထားတဲ့အပေါက်ရဲ့ ဈေးကရက်တစ်ပေါက်ရေကိုကြုံမယ်ပြီးတော့ဆိုရင်ဒီတက်တရမြောက်အပေါက်ပေါ့နော်ဒီတက်တရမြောက်အပေါက်မှာပြန်စထုတ်မယ်နော်တတိယမြောက်အပေါက်ကနေစပြီးတော့သူ့ကို double crochet လေးထိုးမှာပေါ့နော်။ညမှာအမှန်ချိန်လေးမှတ်ထားမယ်နော်။ဒီကားပြီဆိုလို့ရှိရင် now တစ်ပေါက်ကနေစပြီးတော့ပေါ့နော်။ သူ့ရဲ့ရှေ့တစ်ပောက်ကနေစပြီးတော့ double crochet လေးတွေ22ခါပြည့်အောင်ထိုးသွားမယ်နော်ဒါဆိုရင်နောက်ဆုံးမှာတပေါက်ကြံမယ်เนาะဒီနောက်ဆုံးကြံတဲ့တပေါက်မှာ double crochet လေးတပေါက်တည်းကိုသုံးခါထိုးပါမယ်เนาะ ဒီဘောက်ထဲကို double crochet သုံးကပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်ဘေးတန်းကိုပြန်ထိုးမယ်เนาะဘေးတန်းကိုပြန်ထိုးတဲ့အခါဒီ take ကအပေါက်မဟုတ်ဘူးเนาะဒီ double crochet သုံးကထိုးတဲ့အပေါက်မဟုတ်ဘဲနဲ့သူ့ရဲ့ shape တစ်ပေါက်ပေါ့เนาะသူ့ရဲ့ shape တစ်ပေါက်ကနေစပြီးတော့ double crochet လေးတစ်ပေါက်တစ်ခါနဲ့20ခါပြည့်အောင်ထိုးရပါမယ်เนาะနောက်ကခြေစားလေးကိုလည်းတစ်ခါလည်းတင်ထိုးသွားရအောင်เนาะဒါဆိုလို့ရှိရင်နောက်ထပ်20ခါ double crochet ပြည့်အောင်ဆက်ထိုးသွားပါเนาะ ပြီးတော့ဆိုရင်နောက်ဆုံးမှာတပေါက်ကြံတယ်နော်ဒီနောက်ဆုံးကြံတဲ့တပေါက်မှာသူ့ကို double crush လေးနှစ်ခါထိုးမယ်နော်တပေါက်ထဲကို double crush နှစ်ခါထိုးလိုက်ပါမယ်ပြီးတော့ဆိုလို့ရှိရင်ဒီအရှိကအမှတ်ချိန်မှတ်ထားတဲ့နေရာမှာသူ့ကိုရှက်ကော်လေးထိုးပစ်လိုက်မယ်ဒါဆိုရင်အဲ့ရဲ့အောက်ခြေပုံစံလေးရသွားပြီပေါ့နော်ပြီးတော့ဆိုရင်နောက်တစ်ဆင့်သွားမယ်နောက်တစ်ဆင့်သွားဖို့အတွက်ချိန်လေးနှစ်ခါထိုးပါမယ် ချိန်နှစ်ခါထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီရှက်ကောထိုးထားတဲ့အပေါက်ထဲမှာပဲပေါ့နော်ရှက်ကောထိုးတဲ့အပေါက်ထဲမှာပဲသူ့ကိုဒဗယ် crush လေးတစ်ခါထိုးမယ်ပြီးရင်အမှန့်ချိန်လေးမှတ်ထားလိုက်မယ်နော်ပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့အရှိတပေါက်ပေါ့နော်အရှိတပေါက်မှာလည်းဒဗယ် crush လေးတစ်ခါထိုးမယ်ပြီးသွားပြီဆိုရင်သူ့ရဲ့နောက်ထပ်အရှိတပေါက်မှာလည်းဒဗယ် crush တစ်ခါထိုးမယ်တပေါက်တစ်ခါနဲ့ဒဗယ် crush လေး၃ခါထိုးလိုက်တယ်နော် ပြီးတော့ပြီဆိုလို့ရှိရင် chain လေးတစ်ခါထိုးမယ် chain တစ်ခါထိုးပြီးတော့ပြီဆိုရင်ဒီမှာအရှိကတစ်ပောက်ကိုကြော်လိုက်မယ်သူ့ရဲ့အရှိကရဲ့တစ်ပောက်ကိုကြော်လိုက်မယ်ပြီးတော့ပြီဆိုရင်အဲ့ဒီရဲ့နောက်ထပ်တစ်ပောက်မှာ double crochet လေးတစ်ပောက်တစ်ခါနဲ့သုံးခါထပ်ထိုးမယ်နော်ဒါဆိုရင် double crochet 3ခါပြီးပြီဆိုတော့နောက်ထပ် chain လေးတစ်ခါထိုးမယ် ပြီးရင်ကဲ့ရဲ့တပောက်ကိုကြောမယ်ပြီးရင်နောက်ထပ်တပောက်မှာသူ့ကိုဒဘယ် crochet လေး၃ခါထိုးမယ်နောက်ထပ်တပောက်တစ်ခါနဲ့ပေါ့နော်တပောက်ထဲမှာထိုးရအောင်ပေါ့နော်ဒါဆိုရင်ဒီလိုပုံစံတိုင်းကိုပတ်ပတ်လေကိုဆက်ပြီးတော့ထိုးသွားပါပေါ့နော်ဒီအမှန်ချက်မရောက်ခင်အထိကိုဒီမှာ chain လေးတစ်ခါထိုးမယ် တပေါက်ကြုံမယ်ပြီးရင် double crochet လေးတပေါက်တစ်ခါနဲ့သုံးခါထိုးမယ် chain တစ်ခါထိုးမယ်တပေါက်ကြုံမယ်ဒီလိုပုံစံတိုင်းကိုပတ်ပတ်လေးပြအောင်ဆက်ထိုးသွားပါမယ်နော်ဒါဆိုရင်ဒီမှာနောက်ဆုံးမှာ double crochet သုံးခါ chain တစ်ခါပြီးသွားပြီဆိုရင်တပေါက်ကျော်ရမှာပေါ့နော်ဒီမှာဒီတပေါက်ကျော်ပြီးသွားပြီဆိုရင်ဒီအရှိကချီအဲတိုင်ပေါ့နော် chain ဆထိုးတဲ့အပေါက်ကိုရောက်ပြီပေါ့နော်အဲ့တော့ဒီမှာ chain လေးတစ်ခါထိုးပြီးတော့ဒီအမှတ်ကြိတ်ဖြုတ်တဲ့နေရာပေါ့နော်အမှတ်ကြိတ်ဖြုတ်တဲ့နေရာမှာသူ့ကိုရှက်ကော်လေးထိုးလိုက်ပါမယ် ဒီလိုလေးဖြစ်သွားမယ်ပေါ့နော်အိတ်ကဒီလိုပုံစံလေးပြန်တက်မှာပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင် chain နှစ်ခါထိုးမယ်နောက်တစ်တန်းပေါ့နော် chain နှစ်ခါထိုးမယ်ပြီးရင်ဒီ shack ကိုထိုးတဲ့အပေါက်ထဲမှာလည်းသူ့ကို double crochet လေးတစ်ခါနဲ့ပြန်ဆမယ်နော်ပြီးရင်အမှတ်ချိန်လေးပြန်မှတ်ပါမယ်နော်ပြသရဆိုလို့ရှင်နောက်ထပ်တစ်ပေါက်မှာလည်းသူ့ကို double crochet လေးတစ်ခါထိုးမယ်ပြီးရင်ရှေ့တစ်ပေါက်မှာလည်းသူ့ကို double crochet တစ်ခါထိုးမယ် ဒါဆိုရင် double crochet 3ကပြီးသွားပြီပေါ့เนาะတစ်ပေါက်တစ်ခါနဲ့3ခါပြီးသွားပြီဆိုရင် chain တစ်ခါထိုးမယ်တစ်ပေါက်ကြုံမယ်เนาะဒီတစ်ပေါက်ကြုံမယ်ပြီးသွားပြီဆိုရင်အရှိမ double crochet 3ခါပြန်လာဒါဆိုရင်အောက်ကထိုးခဲ့တဲ့အတန်းနဲ့အတူတူပဲဆိုတော့ဒီအဆင့်ကနေစပြီးတော့အဆင့်7အထိပေါ့เนาะဆက်နှစ်အထီကို ီမှာဒီ pattern အတိုင်းလေးပဲပတ်ပတ်လေးကိုဆက်ထိုးထားရမှာပေါ့နော်အဲ့ကဒီအပေါ်ကိုရှေ့ထွက်လာလိမ့်မယ်နော်ကဲဒါဆိုရင်ဆက်ပြီးတော့ထိုးထားလိုက်ပါနော်ဒီမှာပေါ့နော်နောက်ဆုံးဒီမှာဘနက်တန်းရှေ့လဲဆိုတော့ဒီအောက်ခြေဖင်မပါပေါ့နော်ဒီအဲအောက်ဘက်မှာပါ1 2 3 4 5 6 7 8 9 10ဒါမှ10တန်းရှိမယ်เนาะဒီထက်ပိုထိုးချင်နေရရပေါ့เนาะပြီးတော့ဆိုလို့ရှိရင်နောက်ဆုံးဒီမှာရှက်ကုန်နေရာမှာ အဲ sorry ဒီမှာအမှတ်ချိန်နေရာမှာရှက်ကော်လေးနဲ့ဆက်ပြီးသွားပြီဆိုရင်သူ့ကိုချိန်လေးတစ်ခါထိုးပြီးတော့ခြေစားဖြတ်လိုက်လို့ရပြီပေါ့နော်ပြီးရင်ဒီခြေစားကိုတော့အက်လေးနဲ့လိုက်ပြီးအစတက်လိုက်မယ်နော်ဒီ down လေးကနေပြန်ဆမယ်ပေါ့နော်ဒီနေရာကနေအစင်းရောင်ခြေစားလေးကိုပြန်ဆယူမယ်နော်ပြီးရင်ချိန်လေးတစ်ခါထိုးလိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီအပေါက်ထဲမှာပဲဒီခြေယူထားတဲ့အပေါက်ထဲမှာပဲသူ့ကို single crush လေး တစ်ခါထုံးမယ်ပြီးတော့ပြီဆိုရင်ချင်းလေးလေးကထုံးမယ်ဒီချင်းလေးကပြီးတော့ပြီဆိုရင်သူ့ရဲ့ကက်ရက်ဘေးနှစ်ပောက်ကိုကျော်မယ်နော်ဒီမှာနော်ဒီအရှိတစ်ပောက်ရဲ့နောက်ထပ်တစ်ပောက်ရဲ့ကိုကျော်မယ်ပြီးတော့မှဒီတစ်ပောက်မှသူ့ကိုလာထုံးမယ်နော် ဒီမှာ single crochet လေးတစ်ခါထိုးလိုက်ပြီးသားပြီဆိုရင် chain လေးလေးကပြန်ထိုးပါမယ် chain လေးခါထိုးပြီးသားပြီဆိုရင်ဒီအရှိကနှစ်ပေါက်ကျော်မယ်ပြီးသားပြီဆိုရင်သူ့ရဲ့ရှေ့တစ်ပေါက်မှာနှစ်ပေါက်ကျော်ပြီးတော့မှာပေါ့နော်နှစ်ပေါက်ကျော်ပြီးတော့မှာနောက်ထပ်တစ်ပေါက်မှာ single crochet လေးတစ်ခါထိုးမယ်ပြီးသားပြီဆိုရင် chain လေးလေးကပြန်ထိုးမယ်ပြီးရင်နှစ်ပေါက်ကျော်မယ်နော် ဒီမှာအလဲတစ်ပေါက်ရယ်ဒီတစ်ပေါက်ရယ်ကြော်မယ်ပြီးသွားပြီဆိုရင်တတိယတစ်ပေါက်မြောက်မှာသူ့ကို single crochet လေးတစ်ခါထိုးမယ်ဒါဆိုရင်ပက်ပက်လေးကိုဒီလို chain လေးလေးကထိုးမယ်နှစ်ပေါက်ကြော်မယ်ပြီးသွားပြီဆိုလို့ရှိရင် အရှိတစ်ပေါက်မှာနှစ်ပေါက်ကြော်မယ်အရှိတစ်ပေါက်မှာ single crochet လေးတစ်ခါထိုးမယ်ဒီလိုပုံစံအတိုင်းလေးကိုပဲပက်ပက်လေးကို ပြန်ထိုးသွားမယ်နော်နောက်ဆုံးဒီမှာ chain ၄ကပေါ့เนาะ chain ၄ကထိုးပြီးသွားပြီဆိုလို့ရှိရင်ပထမဦးဆုံး single crochet ထိုးခဲ့တဲ့အပေါက်လေးမှာဒီလိုရှက်ကောထိုးပါမယ်။ဒီလိုပုံစံလေးရပြီပေါ့နော်။ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ရွက်ပုံစံလေးလုပ်မယ်ပေါ့နော်။ဒီမှာ chain လေးလေးကထိုးမယ်နော်။ဒီရနေစပြီးတော့ chain လေးကပြီးသွားပြီဆိုလို့ရှိရင်ဒီဒုတိယတစ်ပေါက်ပေါ့နော်။ဒီအထိုးထားတဲ့အပေါက်မဟုတ်ဘဲနဲ့ဒုတိယတစ်ပေါက်မှာသူ့ကိုရှက်ကောလေးတစ်ခါထိုးလိုက်မယ်။ ပြသရဆိုလို့ရှိရင်ချိန်သုံးကပြန်ထိုးမယ်။နဲသုံးချိန်သုံးကထိုးပြီးသားပြီဆိုလို့ရှိရင်သူ့ရဲ့ဒီအရှိတဘောက်ပေါ့နော်။ဒီရှိတဘောက်မှာ single crochet လေးတစ်ခါထိုးလိုက်ပါမယ်နော်။ပြသရဆိုရင်နောက်တစ်ဘောက်ပေါ့နော်။ဒီနောက်ထပ် queen တစ်ခုထဲမှာ single crochet လေးတစ်ခါအရင်ဆုံးထိုးလိုက်ပါမယ်။ပြသရဆိုရင်ချိန်လေးလေးကထိုးမယ်နော်။ချိန်လေးကပြသရဆိုရင်သူ့ရဲ့အရှိတဘောက်မှာ ရှက်ကော်လေးထုံးမယ်။ပြီးရင်ချင်းတုံးကထုံးမယ်။ချင်းတုံးကပြီးသွားပြီဆိုရင်ဒီအပောက်ထဲမှာပဲသူ့ကိုဆင်ရယ် crusher လေးတစ်ခါထိုးပါမယ်။ပြီးပြီဆိုရင်နောက်ထပ်တစ်ပောက်ကိုလည်းဒီတိုင်းပဲဆင်ရယ် crusher လေးတစ်ခါအရင်ထိုးမယ်။ပြီးရင်ချင်းလေးလေးကအရင်ထိုးမယ်။ပြီးတော့ရှက်ကော်လေးတစ်ခါထိုးလိုက်ပါမယ်နော်။ပြီးရင်နောက်ထပ်ချင်းတုံးကထိုးမယ်။ ခင်းတော့ကမချိုးပြီးသားပြီဆိုရင်ဒီ green ထဲမှာပဲသူ့ကိုဆင်ရဲ crusher လေးတစ်ခါထိုးမယ်။ဒါဆိုရင်ဒီမှာတိရွတ်ပုံစံလေးဖြစ်နေမှာပေါ့နော်ဒီလိုပုံစံလေးရမယ်။ဒါကိုဒီပက်ပက်လေးပေါ့နော်အမှတ်ရှိမရောက်ခင်အထိကိုဒီ green နေမှာဆက်ပြီးတော့ထိုးတတ်ရပါမယ်နော်။ဒါဆိုရင်ဒီမှာနောက်ဆုံးစင်ငယ်ခွက်ချက်လေးတခါထိုးပြီးသွားပြီဆိုတော့သူ့ရဲ့ဒီအမှတ်ချိန်မှတ်ထားတဲ့နေရာမှာပေါ့နော် ဒီအမှတ်ချိန်မှတ်ထားတဲ့နေရာမှာသူ့ကိုရှက်ကော်လေးတစ်ခါထိုးပြီးတော့ချိန်လေးတစ်ခါထိုးမယ်နော်ပြီးသွားပြီဆိုလို့ရှိရင်ရှည်စားဖြတ်လိုက်လို့ရပါပြီပြီးသွားရင်ဒီထိတ်လေးမှာပန်းပွင့်လေးတက်မှာပေါ့နော်ဒီနေရာမှာကိုကြိုက်တဲ့အရာအောင်သုံးပြီးတော့တက်လို့ရတယ်ပေါ့နော်ဒီမှာတော့ပန်းရောင်လေးသုံးပြီးတော့ထိုးမယ်နော် ထိုးတဲ့အခါကျလို့ရှင်ဒီမှာဒီ down back ကနေစမယ်နော်ဒီ down ဒီနေရာလောက်ကနေစမယ်ဒီမှာဆိုလို့ရှင်ဟိုဘက်ဒီဘက် single crochet လေးထိုးထားတဲ့နေရာရှိတယ်နော်ဒီဘက်တစ်ခါဟိုဘက်တစ်ခါထိုးထားတာရှိအဲ့ဒါကိုဒီ app ကိုပေါ့နော်ဒီဘက်အချမ်းကနေမထိုးဘဲနဲ့ဒီအောက်ဘက်ကနေဒီနှစ်ဆကိုယူလိုက်မယ်နော်ပြီးတော့ပြီဆိုရင်ဒီပန်းရောင်ခြေစားလေးကိုယူမယ်နော်အရင်ဆုံး chain လေး12ခါထိုးပါမယ် ချိန်လေး72ခါထိုးပြီးသွားပြီဆိုရင်ဒီအထိုးထားတဲ့အပေါက်ကနေရှိမယ်နော်1 2 3 4ဒီ4ပေါက်မြောက်မှာသူ့ကို double crochet လေးပြန်ဆမယ်နော်ဒီမှာနော်ဒီနေရာမှာ double crochet လေးပြန်ဆတစ်ပေါက်သေးကိုပဲ double crochet လေး3ခါထိုးမယ်နော်အခုဒီမှာထပ်ပြီးတော့နောက်ထပ်2ခါထပ်ထိုးပါမယ်ဒါဆိုလို့ရှိရင်သူ့ရဲ့နောက်ထပ်တစ်ပောက်ပေါ့နော် ဒီအရှိတပေါက်အရှိတပေါက်မှာလည်းသူ့ကိုတပေါက်သေးကို double crush လေးတုံးကထိုးပါမယ်ဒီတော့ဆိုရင်နောက်ထပ်တစ်ပောက်မှာလည်းတစ်ပောက်သေးကို double crochet အတုံးကထိုးပါမယ်။ဒါဆိုရင်ဒီမှာစုစုပေါင်း6ပောက်ရှိတယ်เนาะဒီ6ပောက်လုံးကိုတစ်ပောက်တစ်ပောက်ကို double crochet အတုံးကစီထိုးသွားရမယ်ပေါ့เนาะ။ ဒါဆိုရင်ဒီအတိုင်းလေးကိုပဲဒီအောက်ထိရအောင်အရင်ဆက်ထိုးသွားပါเนาะဒါဆိုရင်ဒီမှာနောက်ဆုံးထိထိုးပြီးသားပြီဆိုရင်ဒါလေးကိုနှင်းစီပုံလေးဖြစ်အောင်လိမ့်လိုက်မယ်เนาะလေးဖြစ်သွားမယ် ပုံလေးဖြစ်သွားပြီဆိုရင်သူ့ကိုချင်းလေးသုံးကထိုးမယ်เนาะချင်းလေးသုံးကထိုးပြီးတော့ဒီအောက်ကိုပေါ့เนาะဒီမှာဒီပွင့်ဖက်လေးရဲ့ဒီအောက်ဖက်ကိုအဲ့လီထိုးလိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဒီဘက်နှစ်ဆရှိတယ်เนาะဒီဘက်ဒီဘက်မှာဆင်ငယ် crochet ထိုးထားတယ်အပေါ်ရန်နှစ်ဆရှိတယ်အဲ့ဒီမှာမထိုးဘဲနဲ့သူ့ရဲ့အနောက်ဖက်ပေါ့เนาะနောက်ဖက်ကဒီချင်းနှစ်ဆကိုယူလိုက်မယ် ယူပြီးသားပြီဆိုရင်ဒီကနေမှဒီပန်းရောင်ချီစားလေးကိုယူပြီးတော့ရှက်ကောလေးထုံမှာပေါ့နော်ပြီးသွားပြီဆိုရင်သူ့ကိုချိန်လေးတစ်ခါထိုးပြီးတော့ဒီနေရာမှာခြေစားဖြတ်လို့ရတယ်เนาะသူကတပွင်းကိုတစ်ခါစီထိုးရတာဆိုတော့တပွင်းပြီးတိုင်းခြေစားတစ်ခါဖြတ်ပြီးတော့ အစတက်ရမှာပေါ့နော်ဒီမစားကိုခြေလိုက်ပြီးတော့ရင်ဒီနေရာမှာအက်လေးတုံးပြီးတော့ဒီပန်းပွင့်လေးကိုနည်းနည်းလေးပုံလှသွားအောင်ပေါ်လိုက်မယ်နော် ပြီးရင်ဒီနှဆကိုလည်းဒီလိုပြန်ချိလိုက်မယ်နော်ဒီကရင်ဒီခြီထားတဲ့ဟာလေးအစမပြီးသွားအောင်နည်းနည်းလေးအစထပ်သက်လိုက်မယ်နော်ဒါဆိုရင်ဒီမှာနှင်းကြီးလေးရသွားပြီပေါ့နော်ဒီပုံလေးဖြစ်နေ ဒါလေးကိုဒီပက်ပက်လေးမှာထိုးရမှာပေါ့နော်ထိုးတဲ့ခါကျရင်ဒီမှာတစ်ခုထိုးပြီးသွားပြီဆိုရင်သူ့ရဲ့ဒီကြားကိုပေါ့နော်ဒီဒီတစ်ခုကိုကြော်မယ်ကြော်ပြီးတော့မှဒီတစ်ခုမှပြန်ထိုးမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီလိုမျိုးတစ်ခုကြော်ပြီးတော့နောက်တစ်ခုမှတပွင်းတပွင်းစီနေဒီပက်ပက်လေးကိုဒီလိုနှင်းစီပူလေးတွေဆက်ပြီးတော့ထိုးသွားပါမယ်နော်ချိုးလေးထိုးဖို့အတွက်အရင်ဆုံးစနစ်နော်လေးလုပ်မယ်နော်ပြီးသွားပြီဆိုလို့ရှိရင် chain လေး80ထိုးမယ်နော် chain 90ပြီးတော့ပြီဆိုရင်ဒီမှာ chain လေးတစ်ခါထပ်ထိုးပြီးတော့သူ့ကိုခြေစပ်ဖြတ်လိုက်ပါမယ်။ဒါဆိုရင်ဒီလိုမျိုးကျိုးကို2ကျိုးထိုးရပါမယ်နော်။နောက်ထပ်တစ်ကျိုးထပ်ထိုးပါမယ်နော်။ဒါဆိုရင်ဒီမှာပန်းပွင့်လေးတွေ2 4 6ခုရှိတယ်နော်။ဟိုဘက်ဒီဘက်6ခုရှိတယ်။ပြီးတော့ပြီဆိုလို့ရှိရင်ကျိုးလေးတက်မယ်နော်။ကျိုးတက်တဲ့အခါကျလို့ရှိရင်ဒီဘက်ဘေးထောင်းကနေတက်မယ်နော်။ဘေးထောင်းကနေသူကတပောက်ကျော် အဲတပောက်ကိုဒီအပေါ်တင်တယ်တပောက်ကိုအောက်ထောင်တယ်တပောက်ကိုအပေါ်တင်တယ်ဒီလိုလေးယူနော်ပြီးရင်အောက်အပေါ်နော်အပေါ်အောက်အပေါ်အောက်ဒီလိုလေးယူတယ်နော်ပြီးရင်အပေါ်အောက်အပေါ်အောက် ဒါဆိုဒီလိုလေးဖြစ်သွားပြီ။ဒီလိုဖြစ်သွားပြီဆိုရင်နောက်ထပ်ဒုတိယကျိုးကိုကြာတော့ဒီဘက်ကနေပြန်တက်မယ်နော်။ ဆိုရင်ဟိုဘက်ဒီဘက်ဆိုရင်ဒီလိုလေးရှုံပါမယ်နော်ဒီတော့ရေဟိုဘက်ဒီဘက်ဒီအစားနှစ်ခုလို့ပေါ့နော်ဒီနှစ်ခုရဲ့ထိပ်လေးမှာတန်းပွင့်လေးတစ်ခုစီထပ်ထုံးမယ်နော်ဒီနှစ်ခုကခြေလိုက်ရင်လည်းရတယ်နော် န်းထုံးလေးကတော့စစောကထုံးနေတဲ့တူတူပဲเนาะချိန်ရေး72ခါနဲ့ပြန်ဆက်မယ်เนาะ ဒီအစိမ်းပေါက်ကိုပဲခြေယူထားတဲ့အစိမ်းပေါက်ကိုပဲထိုးမယ်နော်ပြီးသွားပြီဆိုလို့ရှိရင်ဒီကနေရှက်ကော်လေးပြန်ထိုးပါမယ်ပြီးသွားပြီဆိုရင်ချိန်လေးတစ်ခါထိုးပြီးတော့ခြေစားဖြတ်လို့ရပြီနော်ပြီးသွားရင်ဒီအစလေးနဲ့ဒီဒီမှာထွက်နေတဲ့အစလေးနဲ့ဒါလေးကိုနည်းနည်းလေးလှအောင်လေးပြန်ပြီးတော့တွဲချုပ်လိုက်မယ်နော်ဒါဆိုရင်ဒီဘက်လိုမျိုးပဲဒီဘက်အချမ်းကိုလည်းပန်းပွင့်လေးတစ်ခုထပ်ထိုးပါမယ်နော်။ဆိုရင်ဒီနီးလေးအတိုင်းကိုမာကိုတိုက်နေတဲ့အရောင်လေးတွေချင်းပြီးတော့ထိုးသွားလို့ရပါတယ်နော်။ တ िश ူပေးတယ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများရင်တင်ပါတယ်ရှင်။